ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာမနေ့ကအဆက်လေးကိုပြန်သွားပေးပါမယ်မနေ့ကကျွန်တော် TikTok ရဲ့ YouTube ရဲ့ပေါ်တင်ပေးလိုက်တယ်နိုင်ငံတော်ဘာသာကိုဟုတ်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းခဲ့တာကိုပယ်ဖျက်လိုက်ပါတယ်ဆိုတဲ့ဥစ္စာကိုနိုင်ငံတော်ဘာသာမှုတော့ဘူးဆိုတာကိုကျွန်တော်တင်လိုက်တာ TikTok ရဲ့ YouTube ရဲ့ကိုတင်လိုက်တယ် TikTok မှာအများဆုံး ူတောင်းကြောဝင်ကြည့်ပြီးတော့ပြဿနာတွေတက်ကြတယ်နော်ဟိုစကားကိုအဆင်ပြေအောင်ပြောသွားတဲ့သူတွေကတော့အများစုပေါ့ဗျာဒါပေမဲ့လူအ ਨੇ စုကဘာတွေလဲဆိုတော့နိုင်ငံတော်ဘာသာကိုဘုရားဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြပဲပြထားနာတာပါတဲ့မပယ်ဖြတ်ထားပါဘူးတဲ့အဲ့လိုလူတွေကလည်းရှိတယ်နောက်တစ်ခါပယ်ဖြတ်ထားလို့ရှိရင်လည်းပဲเนาะ ဘယ်နှခုနဲ့ဘယ်နှစ်ရက်တွေပါဒီတေချာထဲ့တော့ထဲ့ပြောသိမှာလဲဆိုပြီးတော့အဲ့လိုအောက်ကရေးတဲ့သူတွေကလည်းရှိတယ်ဗျနော်တချို့ကလည်းပဲဟို negative ဆန်တဲ့ဇာတ်ကားတွေပြောကြတယ်ဗျအဲ့တော့အဲ့ဒီလူတွေညံတုံးတာကိုကျွန်တော်ကချပြပေးမယ်ကျွန်တော်မနေ့ကတေချာပြောသွားပါတယ်နော်ဦးနုကြီးကအစိုးတင်သွင်းတယ်နော် ဟိုဒီမှာကျွန်တော်ခုနှစ်တက်ကလေးနဲ့တေချာချပြပါရယ်ဦးနှုတ်ကြီးကအစိုးတင်သွင်းတယ်ဦးမန်းဝင်းမောင်ကလက်မှတ်ရေးထိုးတယ်ပြည်လဲပြီးတော့1960နှစ်မှာဦးနေဝင်းကြီးအာနာသိပြီးတဲ့ခါကျတော့အဲ့ဒီဥပဒေကိုပယ်ဖျက်လိုက်တယ်လို့ပြောတာကိုဦးနေဝင်းကြီးအာနာ1960နှစ်မတ်လ2ရက်နေ့မှာအာနာသိပြီးတော့ဒီဥပဒေပယ်ဖျက်လိုက်ပြီလို့ပြောလိုက်ရတာကိုစာမဖတ်တဲ့သူတွေဆို စာမဖတ်ဘူးကျွန်တော်ပြောတာအောင်နားမလဲတဲ့ခါကြတော့လေဘုရားဘာသာကိုနိုင်ငံတော်အဖြစ်ပြာထမ်းထားတဲ့ဥစ္စာကိုပယ်ဖျက်လိုက်ပါတယ်ဘဏ္ဍခုနှစ်ဘဏ္ဍရက်လဲပါကျွန်တော်လာမင်းနေတယ်အဲ့တော့ခမားတို့နိုင်ငံသားတွေကညံတုံးတယ်လို့ပြောရင်ခမားတို့ကြိုက်မှာမဟုတ်ဘူးနော်ခမားတို့ကြိုက်မှာပေါ့အကျော်တေချာပြန်ရှေးပြမယ်ခမားတို့နော်ခမားတို့ခမားတို့မသိတဲ့ကိစ္စခမားတို့မနားမလဲတဲ့ကိစ္စ င်ဗျားတို့တစ်ချက်ဟိုဟိုလူကြည့်ရလို့ရှိရင်လေဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပဲပြဋ္ဌာန်းထားတာကြည့်လိုက်လို့ရှိရင် YouTube တဲပါပဲကြည့်ကြည့်ဟော Google တဲပါပဲကြည့်ကြည့်အကုန်လုံးကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းထားတယ်ဒါလောက်ပဲရေးကြတယ်ခင်ဗျားတို့ဗုဒ္ဓဘာသာကိုကိုးကွယ်တာကိုတော့လက်ခံတယ်ဒါပေမဲ့အရှိတရားကိုတော့ရေးရမယ်ဗျပယ်ဖြန့်ပယ်ဖြတ်ထားတယ်ဆိုတော့ရေးရမယ်အဲကျွန်တော်ကြည့်ကြည့်အောင်မင်းဥပဒေကိုကြည့်ကြည့်အောင် 1940ခုလွတ်လပ်ရပြီးတဲ့အခါမှ1940ကိုဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာတယ်။နော်အဲ့တော့1940ကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိတဲ့စကရက်ရဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိတဲ့စကရက်ကအတူတူပဲဗျ1940မှာပုံမှန်21ဟို2008မှာကပုံမှန် စကရက်ကြီးအတူတူပဲအတိတ်ပဲကြီးအတူတူပဲနိုင်ငံတော်စီဗုဒ္ဓဘာသာသာသနာတော်ကိုနိုင်ငံတော်ဤနိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သောဂုံနုဝိသေသနှင့်ပြည်စုံသည့်ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်ကအတိမတ်ပြုသည်360နှစ်မှာတခြားသောဘာသာတွေကိုတခြားသောဘာသာသာသနာတွေကိုအတိမတ်ပြုစီလို့ရေးထားတယ်1948လွတ်လပ်ရေးရပြီးကြတော့ပေါ်လာတဲ့50ခုဖွဲ့စည်းပုံမှာလည်းပဲဗုဒ္ဓဘာသာအပါအဝင် တခြားဘာသာတွေကိုလည်းအတိမတ်ပြုထားတယ်။ဒါပေမဲ့လူအများစုကိုယ်ခွယ်တဲ့ဘာသာကိုတော့ဗုဒ္ဓဘာသာအဖြစ်40ခုမှအတိမတ်ပြုထားတယ်။2008မှာလည်းအဲ့လိုပဲဗုဒ္ဓဘာသာကိုတခြားဘာသာတွေရောဘာသာသာသနာအဖြစ်အတိမတ်ပြုထားတယ်။2008မှာလည်းဒီလိုပဲလူအများစုကိုယ်ခွယ်တဲ့ဝိရဒနဲ့ပြည်စုံတဲ့ဘာသာသာသနာဖြစ်တယ်လို့အတိမတ်ပြုထားတယ်လို့ပြောထားတာ။အတူတူပဲ။သိချာကြည့်နော် လေးဆခုဖွဲ့စည်းပုံလွတ်လည်ရတော့ပေါ်လာတဲ့စကားနဲ့ဒီ2008တည်းမှာပါတဲ့စကားနဲ့အတူတူပဲခင်ဗျားတို့ငပိန်းကြီးတေချာနားတော့ဘာဖြစ်လို့တူတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်မပြထန်းကြရတော့လေးဆခုဖွဲ့စည်းပုံပါအဲ့တိုင်းမှာမဟုတ်လို့အဲ့တိုင်းကိုကျွန်တော်ကူးချတာအဲ့တော့လေးဆခုဖွဲ့စည်းပုံကိုပြင်ဖို့စူးစမ်းတယ်ဗျကျွန်တော်တို့ပါလီမန်ဒီမိုကရေစီမပြင်းနိုင်ဘူး အိမ်ဆောင်ဆိုးရမှာမပြင်းခဲ့ဘူးနောက်တစ်ခါပါဒဆအဆိုးကတက်လာတယ်ဥနုကြီးပြန်ရတယ်ပြန်ရတဲ့ခါကျတော့ကျတို့50ဖွဲ့စည်းပုံကိုပြင်းတယ်နော်အဲ့မှာ1961မှာ၄ချိန်ပြင်းတယ်51မှာ၄ချိန်ပြင်းတယ်59မှာ၄ချိန်ပြင်းတယ်61မှာ၄ချိန်ပြင်းတယ်အားလုံး1949ဖွဲ့စည်းပုံကိုနော်6ချိန်ပြင်းနေဗျအဲ့ဒီမှာ1961မှာ၄ချိန်ပြင်းတဲ့ထဲမှာ တတိယအကြိမ်ပြင်ဆင်ချက်အဥပဒေဆိုပြီးတော့ထွက်လာတာကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ဥမာတမရကအတီးပြုတ်ပြလိုက်တာမဟုတ်လို့ဇဂရက်အားဖြင့်တတိယအကြိမ်ပြင်ဆင်ချက်မှာပါလာတာဒါဆိုရင်1940ခုဖွဲ့စည်းပုံထဲမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြန်ထမ်းလိုက်တဲ့အချိန်ကြီးက1961ကျမှရောက်လာတာ40ခုတော့ကနိုင်ငံတော်ဘာသာမဟုတ်သေးဘူးဗုဒ္ဓဘာသာက1961ကျမှ 40ခုဖွဲ့စည်းပုံတွေကိုထည့်လာအဲ့ဒီမှာတေချာပြကြည့်ကျွန်တော်ဒီမှာရေးပေးထားတယ်ပုံမှန်21ပုံမှန်ဟွက်တက်မှာဗုဒ္ဓဘာသာသာသနာတော်သည်နိုင်ငံတော်ဤနိုင်ငံသားအများဆုံးကိုးကွယ်ရာဘာသာကြီးဖြစ်သည့်အားလျော်စွာနိုင်ငံတော်ဘာသာသာသနာဖြစ်စေရမည်တေချာကြည့်နိုင်ငံတော်ဤနိုင်ငံသားအများဆုံးကိုးကွယ်ရာဘာသာကြီးဖြစ်သည့်အားလျော်စွာအဲ့ဒီနေရာဒါပိုင်းပြ နိုင်ငံတော်ဘာသာသာသနာဖြစ်စေရမည်အဲ့တော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းလိုက်မှဒီစကရေပါလာတာ1961တတိယကျိပြည့်စက်ချက်60ခုဖော်သည်ပုံကြမ်းမှာပါပါလာတာပထမ60ခုဖော်သည်ပုံစပေါ်တော့အဲ့ဒီစကရေမပါဘူးအဲ့တော့မနေ့ကကျွန်တော်ပြောပါတယ်ဥနေဝီ1962မတ်လ2ရက်နေ့မှာအာနာတိတ်လိုက်တဲ့ခါကျတော့ဘာဖြစ်သွားလဲ လေးဆက်ကိုဖွဲ့စည်းပုံကြီးပြတ်သွားတယ်လीလေးဆက်ကိုဖွဲ့စည်းပုံပြတ်သွားရင်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းထားတဲ့ဖွဲ့စည်းပုံကြီးပြတ်သွားတယ်ရှင်းရှင်းလေးကိုဘာတွေလာပြီးတော့မိကိုတွေလာထုတ်တယ်ဘာညာကိုနဲ့ဗနေရလဲကျွန်တော်မနေ့ရတည်းကပြောသွားတယ်ထောက်ကချောစင်းနေမက်ဆလာ၂ရက်နေမှာဦးနေဝင်းကြီးကအာနာသိမ့်ပြီးတော့ပယ်ဖြတ်လိုက်တယ်လို့ပြောလိုက်တာလေးဆက်ကိုဖွဲ့စည်းပုံကြီးပြတ်သွားမှာတော့ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာဖြစ်မရှိတော့ဘူးလေ မရှိတော့တဲ့ခါကျအခု2008ဖွဲ့စည်းပုံခြေခံဥပဒေထဲမှာဟိုပထမ40ခုလုံးမှာပါတဲ့အတိုင်းပဲမူရင်း40ခုမှာပါတဲ့အတိုင်းပဲနိုင်ငံတော်ရဲ့ဘာသာအဖြစ်ပဲအတိမဲ့ပြုတာအိုးနိုင်ငံတော်ရဲ့ဘာသာသာသနာအဖြစ်အကုန်လုံးကိုပဲအတိမဲ့ပြုရတာနိုင်ငံတော်ဘာသာအဖြစ်အတိမဲ့မပြုထားဘူးအဲ့ဒါကိုမနေ့ကအောက်ကနေလာရေးတဲ့သူတွေအများကြီးစာလေးပါလေးလဲဖတ်ကြနော် ဟိုမင်းတို့ဘောမတွေဟိုမင်းတို့ဘောမတွေဘာဟို669တွေပါတယ်ငါစိတ်ဝင်စားမင်းတို့မသိတာဟိုမသိကြောင်းလိုက်ကြွားမနေနဲ့နော်မသိကြောင်းလိုက်ကြွားမနေနဲ့ငါရှိရောက်လာလို့ရှိရင်တော့မင်းတို့နာကားသွားလိမ့်မယ်ငါဟာအနေနဲ့လေ့လာနေရဲဆိုမင်းတို့တခွန်ပြောရဲဆိုတာနဲ့ငါချက်ချင်းမချီပေါက်ကလိုက်လေ့လာတာဟုတ်ပြီနော်အဲ့တော့ခုနှစ်တက်ကလေးကိုထပ်ပြောပေးမယ်ဟောကွာ60နှစ်မတ်လာနှစ်ရက်နေမှာဥနေဝင်းကြီးက အာနာသိမ့်ပြီးတော်လေးကောင်စီထွက်လာတယ်အဲ့ဒီမှာ40ခုဖွဲ့စည်းပုံအခြေခံဥပဒေပယ်ပြတ်သွားတယ်40ခုရင်ပြဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာမှာ1961တတိယကြိမ်ပြည်စည်ချက်ထဲမှာမှာနိုင်ငံတော်ဘာသာဖြင့်အသိမဲ့ပြုထားတာအဲ့တော့၄၀ကိုပြန်ပြောရတော့ကြောင့်နိုင်ငံတော်ဘာသာမရှိတော့ဘူးဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာမဟုတ်တော့ဘူးဒါကြောင့်မို့၂၀၀၈ထဲမှာနိုင်ငံတော်ဘာသာဘာလို့ထည့်မရေးထားဘူး၃၆၁မှာဗုဒ္ဓဘာသာ တို့က60နှစ်မှာတခြားဘာသာတွေကိုနိုင်ငံတော်ရဲ့ဘာသာသာသနာဖြစ်အတိမတ်ပြုထားတယ်လို့ပဲယူကြတာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပြဋ္ဌာန်းခြင်းမရှိပါဘူးကဲဒီလောက်ဆိုလို့ရှိရင်ကိုမဲအောင်မာလာရေးတော့မနေ့ကရေးတဲ့ငပိလေးငတိုးလေးတွေကိုနားလည်မယ်လို့ထင်ပါတယ်နားမလည်သေးဘူးဆိုလို့ရှိရင်ဖုန်းဆက်ပါကျွန်တော်အပေါ်မှာ profile မှာဖုန်းနံပါတ်တင်မိတာအားလုံးပဲစီပြီပဲထင်ပါတယ်ကျွန်တော်ဂျင်းကျော်လေးဖြစ်ပါတယ်